အလှမပြိုင်ပွဲတွေမှာဗောနော beauty pageant တွေမှာသူတို့မပါမဖြစ်အမြဲတမ်းထက်သွင်းကျင်းပတဲ့ပွဲလေးတခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ national costume အမျိုးသားဝတ်ဆောင်ပွဲဖြစ်တယ်ဗောနော်ဒီအမျိုးသားဝတ်ဆောင်ပြပွဲဆိုတာကကြတော့ဒီနိုင်ငံတနိုင်ငံရဲ့ပုံဖိတ်ကိုထင်ရစေတယ်ဒါကြောင့်ဒီရှင်ပြိုင်တဲ့အလှမအလှမောင်တွေအနေနဲ့ဆိုရင်ဒါကိုမြန်မာနိုင်ငံရဲ့ပုံတော့ဒီတကက်ရာဇဝင်တွေသမိုင်းတွေကိုထင်ရစေတဲ့ဒီအာဝတ်ဆောင်မျိုးကိုပြသကြရတယ်ဗောနော်ဆိုတော့2024တုန်းကဆိုလို့ရှင်တီချာစီအကြိုက်ဆုံး costume ကကြတော့ ်တသက်တသုညရဲ့ national costume ဖြစ်တယ်ဒါကြတော့ teacher ရဲ့ဇေယျဒီ personal personal preference ပေါ့နော်အာဒီ teacher ဇေကဒီအညောင်းအညောင်းလေးတွေမကြိုက်ဘူး dance ဆိုလို့ရှိရင်တောင်မှဒီတတလဲလဲကားတဲ့အဲ့လိုမျိုး dance မျိုးကိုကြိုက်တယ်ကချင် dance လုံးဝအဲ့လိုမျိုးလေးအကတမျိုးရှိတယ်အဲ့ဟာမျိုးကိုကြိုက်တယ် ဆိုဒီ national cost strong ဆိုလို့ရှိရင်လည်းတသက်ရ national cost strong ဆိုရင်သူအလုံးဝခက်ထန်မာကြောမှုနဲ့အတူပေါ့နော်လုံးဝဒီစစ်သူကြီးတယောက်ရဲ့အဲ vibe ကိုလုံးဝအစားနဲ့အဆုံးထိ performance နဲ့ပေးသွားဖြစ်တယ်ပေါ့နော်ဒါလေးကိုကြိုက်တယ်ဒီ2025မှာဆိုလို့ရှိရင်ဒီနှစ်မနက်ပဲတွေ့လိုက်တဲ့ဒီ man of the world မြန်မာ2025ပေါ့နော်အခုဒီအာဖိလစ်ပင်းမှာဒီနှစ်ပြိုင်ပွဲကျင်းစနေပြီပေါ့နော်ဆိုတော့သူ့ရဲ့ national cost strong ခေါင်းဆက်လုံးဘလူးရဲ့ဒီ national cost strong ကိုသူကဖန်တီးထားဖြစ်တယ် အရန်လက်ရမြောက်အတွက်အတောင်ဒီအော့တင့်သွားတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီမနေ့တုန်းကတက်တဲ့ရဲ့ costume ကိုဖန်တီးတဲ့ team ကလည်း TK ဆိုတဲ့ designer team ကနေဖန်တီးတာဖြစ်တယ်အခုဒီခေါင်းဆက်လုံး blue ရဲ့အာ national costume ကိုဖန်တီးတာကလည်း TK designer team ကနေဖန်တီးတာဖြစ်တယ်အရန်ကိုလက်ရမြောက်တယ်